ဟယ်လိုအားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မှာတော့ဘောနော်ကျွန်တော်အဲကျွန်တော်ဒီနေ့မှာဘောနော်ကျွန်တော်ဒါမျိုးမိသည့်ပြည်ပြင်းနေတယ်ကျွန်တော်တင်းမိပါပြည်ပြင်းနေဘောနော်ကျွန်တော်ဒါမျိုးမိသည့်ရေအရင်ဆုံးအဖုံးစားလဲမယ်ဆိုရင်ကျွန်တော်ဒီဘက်ကနေစားတက်ကမယ်ဘောနော်ကျွန်တော်ရေအရင်ဆုံးကျွန်တော်ရေအရင်ဆုံးဒီဘက်ကနေစားလက်ကမယ်ဘောနော်အရင်ဆုံးဒါမျိုးနဲ့ထိုးလိုက်မယ်ဒီဖေးမှာတော့ကော်လေးကရတာ ပါနေတယ်ဘောနော်ကော်လေးကရတာပါနေတယ်အဲ့တော့ကျွန်တော်ဒါမျိုးနဲ့ထိုးမယ်အဲ့ဒါလိုလေးကျွန်တော်ဒါမျိုးနဲ့ထိုးလိုလေး လိုလေးလိုလိုက်မှာပေါ့နော်ဒီလိုလေးလိုလိုက်မှာဆိုတာမျိုးလက်လိုက်လည်းကျွတ်သွားပြီပေါ့နော်ဟုတ်ပြီဒါမျိုးကျွတ်သွားပါပြီအမျိုးကျွတ်သွားရင်ဒီဖုန်းလို့ကျွန်တော်ဖယ်ထားလိုက်မယ်ဒီကြတော့ဒါမျိုးဒါမျိုးဝဲဦးလေးနဲ့ကျွန်တော်ချက်လိုက်မှာပေါ့နော်နှက်ကုန်နော်ဒါမျိုးဝဲဦးလေးနဲ့ကျွန်တော်ချက်လိုက်မယ်နက်ကလေးနှလုံးပါတယ်ပေါ့နော်ညီမနက်ကလေးနှလုံးလုံးချွေးပြကျွန်တော်နက်ကလေးနှလုံးချွေးပြကျွန်တော်ဘေးကိုတင်ထားလိုက်မယ် โอเคပြုတ်တင်လာပြီကျွန်တော်ဒီမိပြားလေးကျွန်တော်တို့ဖွင့်လိုက်မှာပေါ့နော်အဲဖွင့်ဒီမိုက်သူတကယ်လေးပါတယ်ပေါ့နော်โอเคပေါ့နော်ဒါမျိုးလေးချုပ်ပြီးတာကျွန်တော်တို့ရင်းဆုံးကျွန်တော်ဒီတကယ်လေးကျွန်တော်တို့ဘလောက်တကယ်လေးကောင်းမကောင်းတကယ်လေးဘလောက်ပိုရှိမရှိတော့ကျွန်တော်တို့ရင်းဆုံးတိုင်ကြည့်မှာပေါ့နော်โอเคဒါတော့ကျွန်တော်မီတာလေးပေါ့နော်โอเคဒါတော့ကျွန်တော်မီတာလေးပါမီတာရင်းဆုံးကျွန်တော်20ပါထားလိုက်ပါပေါ့နော်ဒါ DC ဘုတ်ပေါ့နော်ဒီ DC ဘုတ်20ပါထားနိုင်မယ် โอเคအကျွန်တော်မိသားစုနည်းနည်းကြာတော့တာနည်းနည်းချောင်းယူကျွန်တော်ကနန်းတွေတောင်းတဲ့မြောက်တက်တွေတောင်းတဲ့မြောက်တက်တွေကနန်းတွေရှောက်တယ်နေပေါ့နော်ဒီဒီကောင်အပေါင်းပေါ့နော်တကယ်ဒီဘက်ကအမေအနီတန်းလေးနဲ့အပေါင်းပေါ့နော်အနီဝါရဂျိုးလေးနဲ့တွေ့ရတာအပေါင်းပေါ့နော်ဒီဘက်ကအနုတ်ဝါရဂျိုးနဲ့တွေ့ရတော့ဟာအနုတ်ပေါ့နော်โอเค2 y 91ဆိုတော့2.91ဆိုတော့အဲ့နှစ် သုံးဖို့ညီပါလို့ရှိရပေါ့နော်။သတိဖို့သတိဖို့ညီပါလို့ရှိရပေါ့နော်။ Okay သတိဖို့ညီပါလို့သတိဖို့ညီပါလို့ရှိပါတယ်။သတိဖို့ညီပါလို့ရှိတယ်။ရှိတော့အရင်ဆုံးကျွန်တော်တို့ဒီကောင်လေးရဲ့ပြချက်ကလည်းဆိုရင်အဓိကမိသည်ရဲ့မိသည်ရဲ့အဓိကတော့ဒီတက်ခဲပေါ့နော်။ဒီတက်ခဲမကောင်းဘူးဆိုရင်တော့ကျွန်တော်တို့တွေဘာမှလုပ်မရဘူးပေါ့နော်။တက်ခဲလေးရပါမယ်။သူ့ရဲ့အဓိကဘာလဲဆိုတော့သူ့ရဲ့ main ကတော့တက်ခဲပေါ့နော်။ဒီတက်ခဲတာမရှိဘူးဆိုရင်မိသည်ရဲ့မလဲနိုင်ဘူးပေါ့နော်။ ဘေးအရင်ဆုံးကျွန်တော်တို့ဒီကောင်လေးရဲ့ပြချက်ကဘာလို့လဲဒါကလုတ်ပေါ့နော်ဒီကလုတ်ကစီကျွန်းနေပေါ့နော်ဒီလုတ်ကစီကျွန်းနေလို့ပြောပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်လေးနှိပ်ပြီးတော့စီကျွန်းနေပါတယ်စီကျွန်းနေတော့ကျွန်တော်တို့ဒီကောင်လေးကိုကြောက်လဲနေဒီသူတွင်းထဲမှာစာကက်ပြပါရပေါ့နော်ဒီစာကက်ပြလို့ကျွန်တော်ချက်လိုက်မယ် ဒီကစားကပြုတ်ပြရတဲ့ငကနှလုံးပါပဲပေါ့နော် โอเคပေါ့နော်ကျွန်တော်ဒီတိုင်းလေးချက်ပြီးသားပေါ့နော်ချက်ပြီးသားတယ်ကျွန်တော်ဒီဖုန်းလေးဒီအခုလေးကျွန်တော်ပြေးပြထားလိုက်မှာပေါ့နော်သူကဘလို့ပြထားလဲဆိုကျွန်တော်ပြပြမယ်တင်းမယ်ဒါမျိုးစီးရအဲနှိပ်မြရတော့ပေါ့နော်ဒီကောင်စီးနှိပ်ပြီးတော့လေနှိပ်လိုက်လို့ဝင်သွားရင်လည်းပြန်ထွက်မလာတော့ပေါ့နော်ဒါစီးကျွန်းတယ်လို့ခေါ်တယ်ပေါ့နော်စီးကျွန်းတယ်လို့ခေါ်ပါတယ်ဒီကောင်ဒီဘက်ကအပေါက်ကလေးရတော့ဒါကတော့အာသွင်းပေါ့ပေါ့နော်ဒီမီဒီကိုကျွန်တော်တို့အားကုန်သွားတဲ့ခါကျရင်အားပြန်နေသွင်းတဲ့အပေါက်ပေါ့နော်โอเคအားပြန်နေသွင်းတဲ့အပေါက်ပါ ီကလုတ်ကလေးဒီကလုတ်ကလေးရတော့ခုပြတ်သွားတယ်ပေါ့နော်ဒီကလုတ်ကလေးကကျွန်တော်တို့ပြတ်သွားတယ်ပြတ်သွားတော့ဒီနှိမ့်လိုင်းပြန်ပြန်ထွက်မလာတော့ဘူးပေါ့နော်နှိမ့်လိုင်းပြန်ပြန်ထွက်မလာတော့အဲ့ဒီကတော့ကျွန်တော်တို့ဘေးရနေတော့ကလုတ်တစ်ခုနဲ့ကျွန်တော်တို့စားထိုးရမယ်ပေါ့နော်ကျွန်တော်တို့ကလုတ်တစ်ခုနဲ့စားထိုးရပါမယ်ကျွန်တော်တို့ဒီဘလူးကလုတ်မျိုးလဲဆိုဒါမျိုးကလုတ်ပေါ့နော်ကျွန်တော်ဒါမျိုးကလုတ်တစ်ခုနဲ့စားထိုးရမယ်ပေါ့နော်ဒီကလုတ်ပေါ့နော်ဒီကလုတ်ကဒါအဲသူများကလုတ်ဒီမှာတော့တွေးချင်မှတွေးရမယ်ပေါ့နော် ကျွန်တော်ခလုံးမှာဒီမဲ့ငုတ်ကသုံးခုဖြစ်နေပါတော့ငုတ်ကသုံးခုဖြစ်တော့ဒီအလဲငုတ်ဒီငုတ်နဲ့ဒီငုတ်ပေါ့နော်ဒီငုတ်ကိုသုံးရမယ်ဒီဘက်ကအဲဒီရွှေအောင်လေးရွှေအောင်လေးငုတ်ကိုကျွန်တော်တို့ရွှေအောင်လေးငုတ်ကိုကျွန်တော်တို့မသုံးအောင်ပေါ့နော်ဒီငုတ်ကိုကျွန်တော်တို့သုံးရပါမယ်ရွှေအောင်လေးငုတ်ကိုကျွန်တော်တို့မသုံးအောင်ပေါ့နော်ကျွန်တော်ခလုတ်ကသုံးခုဖြစ်နေပါတော့ channel ခလုတ်တွေတော့နှစ်ငုတ်ပါဒါမျိုးသုံးသုံးငုတ်ခလုတ်တွေးတယ်ဒီငုတ်ကိုမသုံးအောင်ပေါ့နော်ဒီဘက်နှစ်ငုတ်ကိုသုံးရမယ်ပေါ့နော်အဲ့တော့ဒီဘက်နှစ်ငုတ်ကကျွန်တော်ဘာရတက်ပြီးသားဖြစ်နေတယ် ။ဘာတချောင်းလဲကျွန်တော်ဒီဘက်တငုပ်ဘူးကျွန်တော်ထက်တက်လိုက်မယ်။ Okay ကျွန်တော်ဒီမြက်တဲ့ကုံကိုယူလိုက်ပါတော့။ဒီမြက်တဲ့ကုံကိုယူမယ်။ယူပြီးတော့ကျွန်တော်တာမျိုးခလုတ်ကိုညှက်လိုက်မယ်ဘောနော်ကျွန်တော်လို့ညှက်လိုက်မယ်။ကိုယ်ကျွန်တော်တို့ခလုတ်ကိုယူပြီးတိုင်းတာမျိုးခဲလေးစော်ပြီးမယ်နော်။ 平时你们拿锤来吗？ ဖြစ်ပေါ်တော့အခုကျွန်တော်တို့ဒါမျိုးဝါရရလာပြီဆိုရင်ကျွန်တော်တို့ဒီဒီဝါရနှပင်းနဲ့ဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီဆိုကျွန်တော်တို့ရင်နော်ဒီကလုတ်ကိုကျွန်တော်တို့ကဒီကလုတ်ကကျွန်တော်တို့လဲမရတော့ပေါ့နော်ဒါမျိုးကလုတ်တွေကကျွန်တော်ချိန်မှလည်းမရှိဘူးပေါ့နော်ဒါမျိုးကလုတ်တွေဝယ်ပြီးတော့လဲရင်တော့ရရပေါ့နော်ကျွန်တော်ချိန်မှလည်းမရှိဘူးပြီးရတော့စီးကျွန်းနဲ့ပြဿနာလည်းကျွန်တော်ကမပြင်းတော့ဘူးပေါ့နော်ပြင်းလို့လည်းမရတော့ဘူးထင်တယ်ပေါ့နော်အဲ့တော့ကျကျွန်တော်တို့စီးကျွန်းနဲ့ပြဿနာလည်းမပြင်းတော့ဘူးမပြင်းတော့တဲ့အတွက်ကျွန်တော်တို့ဒီကလုတ်ရဲ့ကလုတ်ကလင်းငုတ်တာပါတာပေါ့နော်နှငုတ်ပဲတုံးလေးပေါ့နော်ဒီဘက်နှငုတ်ကတစ်ဖက် ဒီဘက်နှငုတ်ကတစ်ဖက်ပေါ့နော်သူတို့ချင်းအဲ့လိုဒီဘက်နှငုတ်ကနေပြီးဘိုးကဒီဘက်နှငုတ်ကိုဝင်နေပေါ့နော်အဲအဲ့လိုမျိုးပုံစံနဲ့လိုလိုလေးပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဒီဘက်နှငုတ်ကတငုံငုံမှာကျွန်တော်တို့ဝါရတစ်ချောင်းထားမယ်ဒီဘက်တငုတ်ကတငုံငုံမှာကျွန်တော်တို့ဝါရတစ်ချောင်းထားလိုက်မယ်ပေါ့နော် ပေါ်လာကျွန်တော်တို့တက်ခိုင်းပါနော်ခလုတ်လေးကိုစမ်းကြည့်ပါနော်โอเคကျွန်တော်တို့တက်ခဲကျွန်တော်တို့3ဘူလောက်ကမီးရနေနေနဲ့မိန်းနေပေါ့နော်ဒီခလုတ်ကိုကျွန်တော်ပြန်ပေးလိုက်မယ်ဒီအဝိုင်းလေးဘက်ကပြန်ပေးတာပေါ့နော်ဒီခလုတ်ကြောင့်တည်ခြင်းနဲ့ဆိုတော့ကျွန်တော်ဒီခလုတ်ကြောင့်ပြောပြထားတဲ့ဗီဒီယိုကျွန်တော်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာကျွန်တော်ထားပေးထားမယ်ပေါ့နော်အိမ်မှာဝင်ပြီးတော့နှိပ်ပြီးကြီးသွားလိုက်ပေါ့နော်အခုတော့ကျွန်တော်နှိပ်လိုက်မယ်ဟိုပြေးသွားတယ်ဖွင့်လိုက်မယ်ဖွင့်လိုက်ပေါ့နော်ဒီတူဆောင်းလေးဘက်ကိုနှိပ်လိုက် ပွင့်သွားပြီပေါ့နော်ဒီအဝိုင်းလေးဘက်ကိုနေလိုက်ရင်တော့ပိတ်တယ်ပေါ့နော်ခုပေါ့နော်အဲ့ကြတော့ကျွန်တော်တို့ဒီဟိုသားကျွန်တော်တို့ပုံစံကွက်ထဲကိုကျွန်တော်တို့ပြန်ထည့်ပါမယ်သူရဲ့ဒီအိမ်ခွန်လေးကိုပြန်ထည့်မယ်ပေါ့နော်ကျွန်တော်တို့ဒါမျိုးလေးကျွန်တော်တို့ဖောက်ပြီးသွားပြီပေါ့နော်ဒါမျိုးလေးကျွန်တော်တို့ဖောက်ပြီးသွားပါပြီကျွန်တော်ဒီလောက်ထိဖောက်လိုက်တယ်ပေါ့နော်ဒီဖောက်ပြီးကျွန်တော်တို့ခလုတ်ကခလုတ်လေးကျွန်တော်တို့ဆွကြည့်လို့ဆွရရတယ်ပေါ့နော် ခလုတ်လေးဆွကြည့်ဆွရပါတယ် ပြောရအောင်ကျွန်တော်တို့ဒီကနေပြီးကျွန်တော်တို့ဒါမျိုးခလုတ်ကိုဒီတိုင်းကျွန်တော်တို့တက်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ခုပြောပြချင်ပါတယ်ဒီမိတိရေပေါ့နော်ဒီအာသင်ကောင်းကနေပြီးဒီတက်ခဲတွေကိုအာသင်နဲ့ပုံစံလေးရိုးရှင်းနေပေါ့နော်အရင်ဆုံးကျွန်တော်ဒီကောင်းကနေလာတယ်ပေါ့နော်ဒီကောင်းကနေပြီးတော့အပေါင်းနဲ့နှုတ်နဲ့လာတယ်ဒီအလေဒီအလေတိုင်းလေးရတော့အပေါင်းပေါ့နော်โอเคဒီလေးတိုင်းလေးအပေါင်းဒီတွင်းမှာငုတ်တိုင်းဒီအလေတိုင်း အဲ့ဒီမှာငုတ်ကလေးပဲပေါ့နော်ဒီငုတ်တိုင်းလေးတော့ပေါင်းပေါ့နော်ဒါကျွန်တော်ဒီကင်မရာထဲမှာသိမမြင်ရတာပေါ့နော်မိတ်ဆွေတို့အိမ်ဒီမှာကျွန်တော်ဒီကျွန်တော်မိတ်ဆွေအိမ်ဒီမှာဒီဒါမျိုးအားလုံးဒါမျိုးအားလုံးမိသီးတွေမှာဒါမျိုးကောင်းတယ်မှာအဆန်လေးပဲပေါ့နော်အဲ့ဒီအဆန်လေးနဲ့အောက်တက်တဲ့ငုတ်ဒီအပေါင်းငုတ်ဖြစ်ပါတယ်ဒီငုတ်ပေါ့နော်ဒီငုတ်ကအပေါင်းငုတ်အပေါင်းကဘက်ထရီတွေကိုတိုက်ရိုက်ဝင်တယ်အပေါင်းကဘက်ထရီတွေကိုတိုက်ရိုက်ဝင်တယ်အနုတ်ကလည်းဘက်ထရီတွေကိုတိုက်ရိုက်ဝင်တယ်ပေါ့နော် ဒီကအပေါင်းကလည်းဘက်ထရီတို့ထားရဝင်တယ်ဒီမဲ့အနုတ်ကလည်းဒီကောင်ကလည်းဒီဘက်ထရီဂျိုးတွေထားရဝင်တယ်ဒီဒီဘက်ကောင်ကလည်းဒီဘက်ထရီဂျိုးတွေထားရဝင်နေပေါ့နော်အဲဝင်ကျွန်တော်တို့တွေဖုံးအသွင်းတုံးနဲ့ဒါမျိုးတုံးနေတယ်ကျွန်တော်တို့တွင်းများပေါ့နော်ဒါမျိုးတုံးကိုကျွန်တော်တို့အဲဒါမျိုးတုံးပေါ့နော်ကျွန်တော်တို့ဒီကောင်နဲ့ဒီလိုအပေါက်ကိုတက်လိုက်မယ်ဒါမျိုးဂျိုးလေးနဲ့ပေါ့နော်တက်ပြီးတော့ကျွန်တော်တို့ဒါဒီတိုင်းတက်ပြီးတော့ ကျွန်တော်တို့ပလက်ပေါက်ကိုသွားထိုးပြီးတော့ကျွန်တော်တို့တွင်းမြောက်ပေါ့နော်ပလက်ပေါက်ထိုးပြီးတွင်းမယ်ဆိုကျွန်တော်တို့တကယ်ပေါက်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘလို့အတုံးနဲ့တွင်းရမလဲဆိုတော့ကျွန်တော်တို့ဓာမီးတွေမှာဓာမီးကိုလက်နဲ့ဓာမီးကိုတွင်းနဲ့အတုံးနဲ့တွင်းရမယ်ပေါ့နော်ဘလို့အတုံးယူလဲဆိုကျွန်တော်ပြပါမယ်ဓာမီးတုံးနဲ့တွင်းရမယ်ပေါ့နော်ဒီတုံးကသူကအစမ်းတော့ကျွန်တော်ပြရတဲ့အတုံးကဒီကောင်လေးကဒါ5ပေါ့နော်တူတာ ဒီကောင်လေးကဒါ5ဖို့တော့မဟုတ်တော့ဒါပုံမှန်သင်တို့ဒီကောင်5ဖို့ပေါ့နော်5ဖို့ဒီတက်ခဲက4.2ပုံစံအားပြီးတာပေါ့နော်4.2ပုံစံအားပြီးတယ်5ဖို့သွန်းနိုင်ဒီတက်ခဲပေါက်သွားနိုင်တယ်ပေါ့နော်ဒီကောင်ကတော့အလိုမဟုတ်ဘူးဒီကောင်ကဒီတက်ခဲနဲ့ကိုက်တယ်ပေါ့နော်အဲ့တော့4.2ပုံဆိုတော့ဒီကောင်အားပြီးရင်ဒီကောင်လေးဒီကောင်မီလေးလေးပါရပေါ့နော်ဒီက4.2ဗို့ထွက်တယ်ပေါ့နော်ဒီထွက်ကအစမ်းတော့ကျွန်တော်ပြရတဲ့အတုံး5ဗို့ထွက်တာပေါ့နော်5ဗို့ဆိုတော့4.2ဗို့တက်ခဲကို5ဗို့ကျွေးလိုက်ရင် ဒီတခင်နိုင်နာမှာ4.2ဘူပဲနိုင်နာဆိုတော့ပေါက်သွားနိုင်တယ်ပေါ့နော်ဒီကောင်ကြတော့လို့မဟုတ်ဒီကောင်ကြတော့4.2ဘူပဲ4.2ဘူအပြည့်လာတာဆိုတော့မပေါက်ဘူးပေါ့နော်4.2ဘူနဲ့သူနဲ့ဒီကောင်4.2ဘူပဲထွက်တယ်ဒီကောင်လည်း4.2ဘူဆင်းတယ်ဆိုတော့ကြိုက်ပဲပေါ့နော်ဒါမျိုးဒါမျိုးတော့နေကျွန်တော်အားသိမ်းရမယ်ပေါ့နော်ဒီကောင်ကိုတက်လိုက်ပါမယ် ုပေါ်တော့ကျွန်တော်မီးသီးတွေကျွန်တော်အကုန်တက်လိုက်ပြီပေါ့နော်ကျွန်တော်တက်တဲ့ပိုင်းတော့ကျွန်တော်ပြန်ပြမိတော့ဘူးအဆန်းတော့ကျွန်တော်ဖြုတ်ပြီးတော့ပြန်တက်လိုက်တဲ့အတိုင်းပဲပေါ့နော်ဒီကလေးကိုထည့်လိုက်တယ်အတွင်းထဲမှာသူခလုံးနှစားကိုဝါယာတက်လိုက်တော့ဝါယာတက်ပြီးတော့ကျွန်တော်တို့ကျေးအေးဝါယာထွက်လာတော့ဝါယာနှစားကိုဒီကလေးကျွန်တော်ဒီအဖြူရောင်ငုံငုံမှကျွန်တော်တက်တယ်ပေါ့နော်ကျွန်တော်ကလေးကဒါသုံးခုဖြစ်နေတော့ပေါ့နော်ကျွန်တော်ဒီနီးလန်းကြီးတော့ကျွန်တော်မိတ်ဆွေတွေမှာဒါမျိုးမီးသီးတွေဒီလိုကလေးတွေပါပြီးပြတ်သွားတယ်ဆိုရင်ကျွန်တော်ဒီနီးလန်းနဲ့ပြည့်ပြနေတယ်ပေါ့နော်ဒါကတော့ကျွန်တော်အကုန်တက်လုပ်ပြီးသွားပြီပေါ့နော် တက်လို့ပြီးတော့ကျွန်တော်အားရပိုင်းတွင်းတက်ပြီးတော့ကျွန်တော်ပြန်ဆန်းပြမယ်ပေါ့နော်ခုနကသူ့ပါတဲ့ခြေကလေးကိုကျွန်တော်ပြန်တက်လိုက်မယ်ပါနော်ကျွန်တော်အားသွင်းပြပါမယ်ဒီမှာပေါ်တော့ကျွန်တော်တို့ ကလေးကလေးထိုးလိုက်တဲ့ခါကျတော့ကျွန်တော်ဒီမီးစိမ်းလေးလည်းနိုင်ပါတော့။ဆီဒါဆိုရင်ကျွန်တော်ဒီတကယ်အားရှိနေတယ်လို့ပြောလို့ကျွန်တော်ပေါ့နော်ဒါအားရှိတဲ့ဒီကျွန်တော်တို့ဒီအသွင်းနဲ့ခေါင်းကောင်းနေပေါ့နော်ဒီမီးစိမ်းလေးလည်းနိုင်အတွက်ကြောင့်ပေါ့နော်။ Okay ကျွန်တော်ဒီကောင်တက်လိုက်မယ်။ကလေးကတရားမှာပေါ့နော်။ကလေးကလေးကျွန်တော်ဖွင့်လိုက်မယ်။အားသွင်းပြီးတော့ကျွန်တော်အားပြင်းကျွန်တော်တခါပြန်ဆက်ရမယ်ပေါ့နော်။ဒါအားနည်းနည်းနည်းနေအတွက်ကြောင့်ကျွန်တော်ကလေးဖွင့်လိုက်တဲ့ခါကျရင်မီးရ Okay ။လင်းလိုက်ပေါ့နော်။ โอเคပေါ့เนาะโอเคပေါ့เนาะကျွန်တော်မိသီးလေးညီမကောင်းသားကြီးပေါ့เนาะကျွန်တော်မိသီးလေးအဆင်ပြေတော့ပါကြီးကျွန်တော်ဂလုတ်ဖွင့်လိုက်ရင်ကျွန်တော်မိသီးလေးလင်းလာပြီးတော့ဂလုတ်ပေးလိုက်တော့ပြန်ပြုတ်သွားကျွန်တော်ဒီဂလုတ်ကိုပြီးတော့ကျွန်တော်တို့ဒီဂလုတ်ကိုပဲကျွန်တော်တို့အသုံးပြုရမှာဖြစ်တယ်ပေါ့เนาะဒီသူ့မူရင်းဂလုတ်တော့အသုံးပြုလို့မရတော့ပါဘူးဒါပေမဲ့မူရင်းနေရာတော့အာသွင်းလို့ရရဲပေါ့เนาะအာသွင်းဘောက်ကတော့အရင်တိုင်းပါပဲဂလုတ်ကတော့ပြောင်းသွားတယ်ပေါ့เนาะဒီဂလုတ်ပဲအသုံးပြုမယ်မူရင်းဂလုတ်ကိုတော့အသုံးပြုမရတော့ဟုတ်ကဲ့ဒါဒီလိုမျိုးလျှက်စင်းတဲ့ပတ်သက်တဲ့ ်ဘူးတိရရှိတယ်ရောနော်ဒီလိုဗီဒီယိုကြည့်နေတယ်ဆိုရင်တော့ကျွန်တော် channel လေးကို like ဒါမှမဟုတ် subscribe ပေးခဲ့လို့ရတယ်ပေါ့နော် okay ကျွန်တော်တို့ဒီကျွန်တော်ဗီဒီယိုတွေအစ်တွေကျွန်တော် channel မှာဒီဗီဒီယိုအစ်တွေတင်နိုင်ပေးခြင်းနေဆိုရင်လေကျွန်တော် subscribe ဆိုတဲ့ subscribe ဆိုတဲ့စာကြောင်းလေးနှိပ်ပြီးတော့ကျွန်တော်တို့ခေါင်းလောင်းလေးလေးပေးခဲ့လို့ရတယ်ပေါ့နော်ခေါင်းလောင်းလေးလေးနှိပ်ပေးခဲ့လို့ရတယ်အားလုံးပဲမရှိသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်စုမုံကောင်တောင်းပေးလိုက်ပါတယ်ဗျာ